မတူဘူးလေအဲဥပမာပါဏာတိပါဒပဲဆိုပါဆိုပါဏာတိပါဒမှာ၄မျိုးခွဲလိုက်ပေါ့နော်ကိုတိုင်တတ်တာရယ်သူများကိုတတ်ခိုင်းတာရယ်အဲချီးမွမ်းတာရယ်နောက်စိတ်ထဲမှာသဘောတူတာရယ်ပေါ့၄ခုပေါ့နော်ပါဏာတိပါဒတကယ်ကံမြောက်တာက၄ခုလုံးမဟုတ်ဘူးနှစ်ခုပဲကိုတိုင်တတ်တာပါဏာတိပါဒကံမြောက်တယ်သူများကိုတတ်ခိုင်းတာပါဏာတိပါဒကံမြောက်တယ် ရှင်းမွန်းစကားပြောတာကြတော့သူကကံမမြောက်ဘူးသူကဟုတ်အကုသိုလ်တော့ဖြစ်တယ်ရှင်းမွန်းစကားပြောတာတတကောင်းနေပါညာရှင်းမွန်းစကားပြောတာအဲ့ဒါပဏာတိပါတာအင်္ဂါနဲ့မကိုက်ညီဘူးဒါမှမဟုတ်အကုသိုလ်တော့ဖြစ်တယ်ရှင်းမွန်းစကားပြောတာအကုသိုလ်ဖြစ်တယ်အဲ့ဒါမှမနံပါတ်1အကုသိုလ်နံပါတ်2အကုသိုလ်နဲ့ဆိုင်ရင်အဲ့လောက်ကသူကမကြည့်ဘူးဘာလို့ကာယကံမြောက်သူလုံကျူတာလည်းမဟုတ်ဘူးလုံကျူဖို့လည်းခိုင်းတာမဟုတ်ရှင်းမွန်းစကားပြောရုံပဲနောက်တစ်ခါစိတ်ထဲကနေကျင်တတ်နေတာသဘောတူနေတာစိတ်ထဲကနေ သူများတွေပတ်ဖြတ်နေတာကိုစိတ်ထဲမှာကျဉ်းတတ်နေတာဆိုတော့ထပ်တူထပ်မှမဖြစ်နိုင်ဘူးလေကိုတိလျောင်တတ်တဲ့ပုံကိုယ်နဲ့စိတ်ထဲမှာကျဉ်းတတ်တဲ့ပုံကိုယ်ကထပ်တူထပ်မှမဖြစ်နိုင်အဲ့တော့အကုသိုလ်အုပ်စုမှာထပ်ထားပြင်မယ်အကုသိုလ်ကိုဆွမ်းအားခြင်းမတူအဲ့ဒါနဲ့ပတ်သက်ပြီးတော့အထက်ကရာမှာပုံစံသုံးခုရှင်းပြထားတယ်ယောတရားမှာတဲ့လူတွေတပ်ဖြတ်ကြတယ်တပ်ဖြတ်ကြတဲ့အခါမှာတအူးက အာရဝန္တာစိတ်ပါလက်ပါနဲ့တက်ဖြတ်တယ်ဘသူမှတိုက်တွန်းစရာမလိုဘသူတိုက်တွန်းချက်မှမလိုဘဲနဲ့ကိုသူကိုယ်တိုင်စိတ်အားထက်သန်စွာနဲ့တက်တယ်တက်တာနော်ဒါအဲ့ဒါကတယောက်ဒုတိယတယောက်ကြတော့တက်ရှင်တဲ့စိတ်ပိတ်အားမကြည့်ဘူးဒါပေမဲ့ပဝန်းကျင်ကဖိအားပေးလာတယ်မင်းတက်ရမယ်မတက်ရင်ဘာဖြစ်လဲညာဖြစ်လဲဆိုပြီးပဝန်းကျင်ကဖိအားပေးလာတယ် ဲ့တော့ကိုမိုင်းစိတ်နဲ့ထက်ထက်တော်တော်တက်ရှင်နဲ့စိတ်မရှိဘဲနဲ့အများရဲ့ဖိအားပေးမှုကြောင့်တက်ဖြတ်တဲ့အလုပ်ကိုလုပ်ရတယ်။ဒါလည်းအကုသိုလ်ပဲလေ။နံပါတ်3ကြတော့မတက်ဖြတ်ဘူးစိတ်ထဲမှာသဘောတူချိန်နဲ့နေတာ။ကောင်းတယ်သေပါစေတက်ကြဆိုပြီးတော့ဝမ်းသာနေတာ။၃ယောက်ရှင်းပြထားတယ်နော်။အဲ့တော့ကိုတိုင်းစိတ်အားထက်တန်စွာတက်ဖြတ်နေတဲ့ဟာကတော့အလွန်အပြစ်ကြီးတယ်။အကုသိုလ်ကြီးတယ်။ကိုကိုယ်တိုင်ကစိတ်အားထက်တန်မှုမရှိဘူး။ သူများဖိအားပေးလို့တက်ရတာကအကုသို့ဖြစ်ပေမဲ့စောစောကနံပါတ်1လောက်အားမကြည့်ဘူးအဲ့တော့သူကထက်တံမှုမရှိဘူးလေစိတ်ထက်တံမှုမပါဘဲနဲ့သူများခိုင်းလို့ဒါမတက်ချင်တက်ချင်တယ်တက်ရတဲ့သဘောဆိုတော့ခွန်အားနည်းနည်းလျော့အဲ့သူဒီပထမပုဂ္ဂိုလ်လောက်တော့အကုသို့မကြည့်ဘူးတတိယပုဂ္ဂိုလ်ကျတော့သူကိုယ်တိုင်မတက်ဘူးသူများကလည်းမခိုင်းဘူးဒါပေမဲ့သူများတက်တာကိုကြားတဲ့အခါမှာမြင်ရတဲ့အခါမှာဝမ်းနေတာနေတာသဘောတွေကြနေတာအဲ့တော့သူလည်းအကုသို့ဖြစ်တယ် ဒါပေမဲ့သူဒီနံပါတ်1ပုဂ္ဂိုလ်နံပါတ်2ပုဂ္ဂိုလ်လောက်အပြစ်မကြီးပြန်အောင်အဲ့တော့အဲ့လိုမျိုး၃မျိုးချင်ပြထားတယ်။၃ရောင်းလုံးကအာဟုတုဖြစ်တာကြီးပဲ။ဒါပေမဲ့နံပါတ်1ကအကြီးဆုံးနံပါတ်1လောက်နံပါတ်2ကမကြီးဘူးနံပါတ်1လောက်နံပါတ်3ကမကြီးဘူး။ရော့ရော့ရော့သွားတာပေါ့နော်။အဲ့ဒါကြောင့်ခုနကဒုစရိုက်40ပေါ့နော်။တစ်ခုတစ်ခုမှာ၄မျိုးကိုယ်တိုင်လောက်တာရဲ့သူများကိုခိုင်းတာရဲ့ရှင်းမွှန်းစကားပြောတာရဲ့သဘောတူချင်တတ်တာ။အဲ့တော့ခုနကတစ်ခုကမတူပါဘူးလို့နော်။